ပထမလိုက်မှာ UNID ကဏ္ဍနှစ်ခွက်ကိုပြခဲ့တယ်နော်ဒုတိယလိုက်မှာဒီ683ဆိုတဲ့ကဏ္ဍလေးပြခဲ့တယ်နောက်တစ်ခုခွန်25ဆိုတဲ့မွေးကဏ္ဍလေးပြခဲ့တယ်ပေါ့နော်ဒါခွန်25မွေးကဏ္ဍကြိုက်တဲ့မိတ်ဆွေတွေပြခဲ့တယ်အခုတတိယလိုက်မှာဒါ UNID ရဲ့3ည3ခွန်ဆိုတဲ့ကဏ္ဍပေါ့နော်အခုဒီကဏ္ဍပေါ့ဒီထဲမှာမွေးကဏ္ဍ5ခွက်ပြခဲ့တယ်ပြခဲ့တဲ့ထဲကဒီ site ထဲက3ခွက်အောင်သွားပြီဒီကြံနေတဲ့3ခွက်ထဲကအနည်းဆုံးတစ်ခွက်လာမယ်လို့ယူဆတယ်ယူဆတဲ့အတွက်ကို ဒါဥနိုင်ကဒီဘွဲမှာအခု၃ညာ၃ခုဆိုရက်မွေးကနန်းဆိုင်လေးကိုဒါဥနိုင်ကကစားပြမှာဖြစ်တယ်ပေါ့နော်။ကြည့်ရောလူလေးဆောင်ရင်လည်းဒါဥနိုင်နဲ့အတူတူဒီဆိုင်ကလေးကိုအရင်ဆုံးလေ့လာကြည့်အောင်ပေါ့နော်။ကြည့်ဟုတ်ပြီ။ဒါဥနိုင်တို့ဒီဆိုင်ကတော့ဒါအထူးပြောရကောမလို့ဘူးပေါ့နော်။ဒါကလင်နာဆရာအတိုင်းတော်တော်များများကိုဒီဆိုင်ကိုကစားကြတယ်။သို့တော့သူနဲ့တယောက်ကလေးလာပုံချင်းမတူဘူး။ကစားတဲ့စနစ်ချင်းမတူဘူး။ယူဆပုံချင်းမတူတဲ့အတွက်ကိုဒီဆိုင်ထဲကနေပြီးတော့ နော်ချင်းချင်းယူဆယူဆချက်တွေကွဲလဲတဲ့အတွက်ကိုကနန်းဟာအင်မတန်မှကစားစရာကောင်းတယ်စိတ်ဝင်စားစရာကောင်းတဲ့ site လေးဖြစ်တယ်ကွာဒါမူလရဲ့မူရင်း frame ဒီ site ရဲ့ frame ပိုင်ရှင်ကတော့ဒါတူတော်မောင်တေးတေးရဲ့မူပိုင် site ဖြစ်တယ်ပေါ့နော်ဒီ site ကို line မောင်မှာတူတော်မောင်တေးတေးရအရင်ဦးဆုံးစပြီးတင်ခဲ့တယ်တင်ခဲ့တဲ့နောက်ပိုင်းမှာဒီ site ထဲကနေပြီးတော့နှစ်စင်ကစားကွက်မျိုးစုံနေနဲ့ကစားတယ်အော်ဒီနှစ်မှဆိုလည်းအခုမွေးကနန်းသုံးကွက်အောင်သွားတယ်ပေါ့နော်အဲ့တော့ကြံနေတဲ့ကနန်းကိုဒါဦးနိုင်ခုပြပေးမယ်ပေါ့နော် ဲ့တော့ဒီမှာကသူကလေးပရေဒီသုံးလုံးသုံးဒီလိုသုံးကိုထိပ်ပရေကိုသုံးတုံညာရှစ်လေးပရေဒီလိုသုံးဒီလိုသုံးတုံညာထိပ်ပရေတုံညာသုံးတုံညာခွန်လေးပရေဒီသုံးလုံးသုံးဒီလိုသုံးတစ်ထိပ်ပရေတစ်သုံးတုံညာ6ဆိုပြီးတော့ဖရိန်ကိုတည့်တယ်ပေါ့တည့်တော့ထုံးစံနိုင်ပေါ့နော်ဒါကြံနေဒီလိုအပ်တဲ့တော့ဒီစီးရီကတော့ဥနိုင်မထည့်တော့ဘူးဒါဥနိုင်ရဲ့ဒီစီးလိုင်းနေရနေပြီးတော့ဥနိုင်ရဲ့ယူဆချက်လေးတွေကိုဥနိုင်က ပြောပြမှာဖြစ်တယ်ပေါ့နော်အဲ့လိုတွေကစားပြီးကြတယ်ပထမအကတ်မှာဒီ၃လုံး၅လို့ဖြစ်တဲ့အချိန်မှာခွန်ထိပ်စီးနေငားခဲ့တယ်အဲ့ဒီမှာခွန်ပါဝါ2လို့ဒီမှာပိတ်လိုက်တဲ့အချိန်မှာဒီ၃လုံးပေါင်းခြင်းကကိုနော်အဲ့တော့ဒီ၃လုံးပေါင်းခြင်းကိုနဲ့ဒီ2နှလုံးနဲ့2 2နှစ်ကိုဆိုတဲ့ကဏ္ဍဒီအဲ့ဒီတဲမှာမွေးကဏ္ဍပြင်းနဲ့ထွက်တယ်ဒီ၃လုံးပေါင်း၅လို့ဖြစ်တဲ့အချိန်မှာခွန်ထိပ်နဲ့ဖြစ်တယ်ခွန်ပါဝါ2လို့ပိတ်တဲ့အချိန်ဒီ၃လုံးပေါင်းခြင်းက8နှစ်နှလုံး8ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်တဲမှာထွက်တယ်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ နော်ဒီသုံးလုံးပေါင်းရင်ငါးလို့ဖြစ်တဲ့အချိန်မှာခွန်ထိန်းနဲ့ဖြစ်တယ်ခွန်ပါပါနှစ်လို့ပိတ်တယ်ဒီသုံးလုံးပေါင်းရင်ခွန်လို့ဖြစ်တဲ့အတွက်ကိုရှိခွန်နှစ်နှလုံးနဲ့ခွန်ဆိုတဲ့ကဏ္ဍကြီးဒါနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍဒါသူကမွေးကဏ္ဍဖြစ်နေအောင်တယ်ဒါပထမတကယ့်အနေနဲ့အဲ့လိုအောင်ပြီးတဲ့အချိန်မှာနောက်တစ်ခါသူကဘာလာလဲဆိုတော့ဒီပဒိတ်၄ကြောင့်အဲ့ဒီပဒိတ်၄လို့ဖြစ်တဲ့နှစ်ထဲမှာ53အတွဲပါတဲ့ကဏ္ဍတကွက်သုံးခွန်လေးဆိုတဲ့ကဏ္ဍဒီအဲ့နှစ်တဲကိုကြာလဲဒီပဒိတ်၄ကြောင့်အဲ့ဒီနှစ်ထဲက53အတွဲပါတဲ့ကဏ္ဍနော် 3ညာ4 3ဆိုတဲ့ကဏ္ဍပတ်လေဒီမှာလာထွက်တယ်ဒီပရိတ်၄ကြောင့်အဲ့ဒီနှစ်ထဲက34ပါတဲ့ကဏ္ဍ3နှစ်လေးဆိုတဲ့ကဏ္ဍကလည်းဒီမှာ3နှစ်လေးလို့သူထွက်ခဲ့ကောင်းပြီအဲ့ဒီလိုတွေထွက်ခဲ့ပြီးတော့တကနောက်တစ်ခုကဘလို့ယူစပြီးပြောခဲ့လေဆိုတော့နော်ဘလို့ယူစပြီးတော့ပြောခဲ့တယ်ဆိုတော့ဒီပရိတ်လေးဒီလို3လို့ဖြစ်ခဲ့လို့43အလွဲပြီးတာနဲ့အဲ့ဒီနှစ်ထဲကနှစ်ပိတ်ကဏ္ဍနှစ်ပိတ်ကဏ္ဍခွန်ရှိလေးဆိုတဲ့ကဏ္ဍဒီနော်အဲ့ဒီမွေးကဏ္ဍနေအာလုံးထွက်ပြီးတော့မှအဲ့ဒီခွန်ရှိလေးဆိုတဲ့ကဏ္ဍဒီနောက်ပိတ်ဆုံးမှထွက်တာ အဲ့ဒီလိုပဲပဋိလေးဒီလိုသုံးလို့ဖြစ်လို့43အတွဲနဲ့ကဏ္ဍလည်းထွက်ပြီးသွားပြီအဲ့ဒီနှစ်ထည့်ကနှစ်ပိတ်ကဏ္ဍတိလေးခွန်းဆိုတဲ့ကဏ္ဍသည်နော်တိလေးခွန်းဆိုတဲ့ကဏ္ဍသည်အဲ့ဒီလိုပဲသူကလေးခွန်းတက်ဆိုပြီးထွက်ခဲ့တယ်နော်ဒါဆိုရင်ဒီမှာပဋိလေးဒီသုံးလုံးသုံးလို့43အတွဲနဲ့ကဏ္ဍလည်းထွက်သွားပြီထွက်သွားတော့အဲ့ဒီနှစ်ထည့်မှာနှစ်ပိတ်ကဏ္ဍသည်၅လေးတက်ဆိုတဲ့ကဏ္ဍထွက်ရမှာငါးလေးတိဆိုတဲ့ကဏ္ဍထွက်ရမှာအဲ့တော့ငါးလေးတိကဏ္ဍလေးဒီဘယ်ချိန်မှာထွက်မှလဲလို့မေးထားတဲ့ဥနဲ့ရဲ့မိတ်ဆွေတွေဥနဲ့ရဲ့ဖန်တွေဒါဥနဲ့ဥဒါငါးလေးတိဒီ site ကနေထွက်ရမယ့် site တစ်မျိုးရှိတယ် နောက်ထပ်အကော့ရွှေစနစ်နဲ့ငါးလေးတစ်ကနောက်ထပ်၃မျိုးကျန်တယ်အဲ့၃မျိုးတော့ဥနိုင်ပြမပေးသေးဘူးပေါ့နော်ဒါဒီဘွဲမှာအဲ့ငါးလေးတစ်ဆိုတဲ့ကဏ္ဍကြီးဥနိုင်မကစားဘူးဥနိုင်ကစားမှဒီဒီဘွဲမှာပအောကဏ္ဍကြီးတုံညာပရိနဲ့ဘူပရိကဏ္ဍတစ်ခွက်ကစားထားတယ်ပအောကဏ္ဍဘူပရိကဏ္ဍတစ်ခွက်ကစားတဲ့ထဲမှာအခုဒီဘွဲမှာပြပေးမယ်ဘူပရိကဏ္ဍတုံညာသုံးခုဒီအရန်တဲမှာထည့်ထားတော့ညာလေအင်မတန်မှအကောင်းမွန်တဲ့စိုက်ဖြစ်တယ်အဲ့ဒါကြောင့်ဥနိုင်ရဲ့အပြင်မှာရှိတဲ့ဥနိုင်ကိုအမြဲတမ်းအားပေးနေတဲ့ ဦးနိုင်ရဲ့ fan တွေရောဦးနိုင်ရဲ့ member အဖွဲ့ဝင်တွေရောကိုတုံညာတုံးကွန်ဆူတဲ့ကနန်းပတ်လေကနန်းတစ်ခွက်ကိုဒါဦးနိုင်က site မျိုးစုံနဲ့ဒါဦးနိုင်ကချပြအောင်ဖြစ်တယ်ပေါ့အဲ့တော့ဦးနိုင်ရဲ့ပါလူတာ organ တွေကဘလို့ပုံစံမျိုးကစားရဲဆိုတာကိုလည်းဦးနိုင်ရဲ့ American fan တွေကိုသိစေချင်တဲ့အပိုင်းလေးပါလာပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဦးနိုင်တို့ပထမကတ်မှာဖြစ်စဉ်ကိုအဲ့လိုတည်လိုက်တယ်တည်လိုက်ပြီးကြတယ်သူနဲ့တိုင်ပင်အကွာကိုအတူတူမှာနော်6နဲ့9နဲ့ပုံတင်9လို့ဖြစ်မယ်တုံညာနဲ့9နဲ့ပုံတင်9လို့ဖြစ်မယ် ဖြစ်ပြီးသားနဲ့၄၃၁၅လို့ငနတော်တော်ထည့်လိုက်တယ်ထည့်ပြီးသားနဲ့သူနဲ့တိုင်မယ်အကွာဝေးအတူတူမှာနော်တနည်းနှစ်နှစ်၃မိနစ်အောက်မှာဒီကနန်းရဲ့ဒီကနန်းရဲ့၅လေးလေးရဲ့၄လေး၅ရဲ့ငါဖြစ်ချင်း၃ချက်ထောက်လိုက်လို့၅လေးလေးနဲ့၄လေး၅နဲ့ဟာအဲ့ဒီနှစ်ထဲမှာ၄လေး၅ဆိုတဲ့ကနန်းလည်းဒဲထွက်တယ်၅လေးလေးဆိုတဲ့ကနန်းလည်းဒဲထွက်တယ်လို့ဦးနိုင်ပြောခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒုတိယကမှလည်းအဲ့လိုဖြစ်စဉ်တွေကိုတည်လိုက်တယ် 6နဲ့9နဲ့လို့ပြန်ပြီးတော့9တယ်3ညနဲ့9နဲ့9လို့ဖြစ်တယ်4 3တဲ့ပြန်9တယ်9လိုက်တော့ဒပင်းပင်း3မင်းအောက်မှာ3 4 2ဆိုတဲ့ကဏ္ဍရဲ့9ကိုခုဆိုတဲ့ကဏ္ဍရဲ့နော်3 4 2ကလည်းဒဲထွက်တယ်လို့9ကိုခုကလည်းဒဲထွက်တယ်လို့ဒါဦးနိုင်ကပြောခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒီတတိယကံမှာဖြစ်စဉ်ကိုတည်လိုက်တယ်တည်လိုက်တော့သူနဲ့တိုင်ပင်အကွာအဝေးတူတူမှာပထမအကက်ဒုတိယကက်ကလိုပဲ6နဲ့9နဲ့လည်းနှလုံးပေါင်း9တယ်3ညနဲ့9နဲ့လည်း9တယ်4 3ညတစ်ဆိုပြီးတော့လည်း9တယ်လုံးဝဂေါ်လီနှိုက်နေတယ်ဆိုပေမဲ့လို့ ီမှာလာပြီးတော့ဖြစ်စဉ်တွေကအင်တန်မှထူးဆန်းစွာကိုတူညီချက်တွေလာဖြစ်နေတယ်ပေါ့နော်နော်အဲ့လိုဖြစ်တဲ့အတွက်တပင်းနှစ်ပင်သုံးမယောက်ကတုံညာသုံးခုဆိုတဲ့ကဏ္ဍရဲ့ခွန်ရှိကူဆိုတဲ့ကဏ္ဍရဲ့ဒီ2025မှာထွက်မယ်ဆိုပြီးတော့ပြောခဲ့တယ်တဲထွက်မယ်လို့ပြောတော့ညာလေကိုယ်အလှည့်ကြတော့သူကပတ်လေထွက်သွားတယ်ကိုခွန်ရှိလို့ထွက်သွားတယ်အခုကြံနေတဲ့တုံညာသုံးခုနော်ကိုခွန်ရှိထွက်တဲ့အတွက်တုံညာသုံးခုကြီးလုံးဝဒီ၅ချိန်မှာထွက်မယ်လို့ဒီစနစ်အရာဥနိုင်ကပောက်ချက်ကိုချလိုက်တယ် ဟုတ်ပြီအဲ့တော့ပထမကမ်းမှာဖြစ်စဉ်ကလေးကိုတည့်တယ်6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညတည့်9လို့ဖြစ်လိုက်လို့သူနဲ့တိုင်ပင်ကွာဝိတူတူမှာရှိတယ်ဒီကဏ္ဍလေးနှစ်ကွက်ဒီနော်ဒီကဏ္ဍလေးနှစ်ကွက်ဒီနှစ်လေး9လဲထွက်တယ်9လေးလေးလဲထွက်တယ်နော်နှစ်လေး9နဲ့9လေးလေးထွက်တယ်ဒုတိယကမ်းမှာလည်း6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညတည့်9လို့ဖြစ်လို့သူနဲ့တိုင်ပင်ကွာဝိတူတူမှာရှိတယ်ကဏ္ဍနော်ဒီ3လေး2နဲ့9 9ခုနဲ့3လေး2လဲထွက်တယ်9 9ခုနဲ့ထွက်တယ် ဟုတ်ပြီဒါဆိုရင်ဟိုတတိယကံမှာ6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညတင်9လို့ဖြစ်ခဲ့လို့3ည3ခွန်နဲ့ခွန်ရှိကိုဆိုတဲ့ကဏ္ဍဒီခွန်ရှိကိုဆိုတဲ့ကဏ္ဍတော့ထွက်သွားပြီ3ည3ခွန်ဆိုတဲ့ကဏ္ဍကိုဒါဘယ်လိုပုံစံမျိုးနဲ့ဒီကဏ္ဍကိုဒီအချိန်မှာကစားမှာလဲဆိုတော့ကောင်းပြီအဲ့တော့ဥနိုင်ရဲ့မမအဖွဲ့ဝင်တွေကိုနှစ်ဦးတစ်ချိန်မှာနှစ်ဦးတစ်ချိန်မှာဒါဥနိုင်တို့မမအော်ဒီအဖြစ်နဲ့နှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးကိုဒါဥနိုင်က ပြပေးခဲ့တယ်နှစ်ဦးတစ်ချိန်မှာမမ္ဘာအော်ဒီဖြစ်နေပြပေးခဲ့တယ်အဲ့ဒီတော့နှစ်ဦးတစ်ချိန်မှာတော့မမ္ဘာအော်ဒီဖြစ်နေဒီနှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍဒီမထွက်ခဲ့ဘူးပေါ့နော်မထွက်ခဲ့ဘူးမထွက်ခဲ့တော့သူကအကြိမ်နဲ့ကစားတာနှစ်ဦးတစ်ချိန်ဒုံမို့၁၁ချိန်ဒုံမို့၂၀ချိန်ဆိုပြီးတော့နှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍကိုကစားတယ်ကစားတော့ခုနောက်ပွဲမှာ၂၀နဲ့တစ်ချိန်မှာနှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍကစားဖို့အတွက်ကိုဒီပွဲမှာတုံညာသုံးခွန်းဆိုတဲ့အာကဏ္ဍလေးတစ်ခွက်ထွက်ရမှာပေါ့နော်ကဲဒါတော့ဒါဒီစီလိုင်းသုံးကစီတန်တန်လေးနဲ့ကိုဦးနိုင်ကစားပြမှာဖြစ်တယ်ပေါ့နော် ဒီသုံးလုံးခွန်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 ခွန်ဖြစ်ချင်း၄မျိုးကစားတယ်ဂျားထဲမှာအသုံးနှစ်ချားတယ်ခွန်ဖြစ်ချင်း၄မျိုးကစားတယ်ဂျားထဲမှာအသုံးနှစ်ချားတယ်ခွန်ဖြစ်ချင်း၄မျိုးကစားတယ်အဲ့မှာဒါတိုင်မင်ကိုတည်လိုက်တာတည်လိုက်တော့ကောင်းပြီဒီသုံးလုံး၆က၆ထိပ်ဒီသုံးလုံး၆က၆ထိပ်နော်ဒီသုံးလုံးပေါင်းချင်း၆ပြီ၆ထိပ်လို့သူကစားတယ်ဟုတ်ပြီဒါဆိုရင်ဘလို့ပုံစံမျိုးနဲ့ဘေကနောက်ကိုကစားမှာလဲဒါနှစ်သီးစားမှုဖြစ်တယ်ပေါ့နော်အင်မတန်မှအားလုံးကိုပေါက်ဆီခြင်းတယ် လူတိုင်းကိုလည်းပေါက်စေခြင်းနဲ့အားလုံးကိုလည်းပျော်ရွှင်စေခြင်းနဲ့ဒါဥနိုင်ရဲ့နံပါတ်၁စေတနာပေါ့နော်အဲ့တော့ဒါကြောင့်ဒီ site ကလေးကိုဒါဥနိုင်ကဆရာသားမချမ်းမဲနဲ့မချွင်းမချင်အားလုံးကိုချပြလိုက်တာနော်ချစ်စင်ကိုဒီလိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီ၃လုံး၅ကိုဒီ၃လုံး၅လို့ထည့်လိုက်တယ်ထည့်လိုက်တဲ့အချိန်မှာအဲ့ဒီနှစ်ထဲမှာနော်ငါးပရိကဏ္ဍ80တိအတွက်နဲ့ပရိ၅ဆိုတဲ့ကဏ္ဍတကွက်ထွက်မယ်80တိအတွက်ဒီပုံဒီငါးပရိဆိုတဲ့ကဏ္ဍဒီထည့်မယ် ဲ့ဒီလိုထည့်ပြီးတာနဲ့သူ့ရဲ့မြင်းကုန်မှာရှိတဲ့64 65 4ဆိုတဲ့ကဏ္ဍသည်တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာအကွက်ရွှေ့ဖြစ်နေလူကစားတယ်နော်နောက်ထောင်သုံးလုံးကဝီပုံစံ5ကြောင့်87အတွဲပုံတင်တဲ့ဗရိတ်ကသူ့ရဲ့မြင်းကုန်မှာရှိတဲ့ကဏ္ဍသည်သုံးနှစ်မြောက်ကိုထွက်မယ်ထွက်တော့မဲ့အချိန်မှာဘာတောင်းနဲ့ထွက်မှာလဲအဲ့ဒီ5ရဲ့အောက်မှာဒီနှလုံးရှိကဗရိတ်ရှိဝါရှိလို့သူထောက်တယ်နော်အဲ့လိုရှိလို့ထောက်တဲ့အတွက်ကိုဒီသုံးလုံးပေါင်းချင်းရှိရှစ်ပါဝါ3လို့ဖြစ်တာရဲ့ ဒီသုံးလုံးပေါင်းချင်းရှိရှစ်ပါပါပြိတ်သုံးလို့ဖြစ်တဲ့အောက်မှာဒီကနန်းကဒီမှာလာထွက်တယ်ဒါပထမတစ်ချက်ဒါဆိုရင်ဒုတိယကမှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ဒီသုံးလုံးပေါင်း6ကဒီသုံးလုံး6လို့ဖြစ်လို့ဒီနေ့ထဲမှာ81အတွဲနဲ့6ပြိတ်ကနန်းဒီမှာလာထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့မြင်းကုံမှာရှိတဲ့လေးလေးကိုဆိုတဲ့ကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာအကွက်ရွှေ့ဖြစ်နေကစားတယ်ကစားတော့မဲ့အချိန်မှာဒီနှလုံးခွန်ပြိတ်ခွန်ဝါးခွန်လို့ဖြစ်လို့အဲ့ဒီခွန်ဒီဒီသုံးလုံးခွန်ခွန်ပါပါနှစ်ပြိတ်လို့ဖြစ်ပြီးတော့မှသူ့အောက်ကိုဒီကနန်းကလာထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယအကမှာ ဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ဖြစ်ခဲ့လို့ဒီနေ့ထဲမှာတစ်ခွန်အတွဲနဲ့ဗရိတ်ခွန်ကနန်းတစ်ကိုခွန်ဆိုပြီးတော့သူထွက်ခဲ့တယ်ထွက်ခဲ့တော့သူ့ရဲ့မြင်းကုန်မှာရှိတဲ့ခွန်တုံညာသုံးဆိုတဲ့ကနန်းဒီနော်ဒီနှလုံး6ဒီဗရိတ်6ဝါ6လို့ဖြစ်ခဲ့လို့ဒီခွန်တုံညာသုံးဆိုတဲ့ကနန်းပတ်လည်းထွက်တော့မယ်ဆိုရင်6ဖြစ်ချင်းတော့ဒီသုံးလုံး6 6ပါပါဗရိတ်1လို့ဖြစ်ပြီးတော့မှသူ့အောင်မှာတုံညာသုံးခွန်ဆိုတဲ့ကနန်းပတ်လည်းထွက်ရှင်တာဟုတ်ပြီဒါဆိုရင် အဲ့ဒီလိုဒီကစားပြီဆိုကြတော့နောက်ထပ်ပါကစားချင်တာလေပထမကမ္မနော်ငါးပရိရဲ့ဇောင်းကကဏ္ဍဒီမှာထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍသည်နော်ဒီအထောင်ကဒီလိုငါးကြောင်ငါးပရိကဏ္ဍရဲ့မြင်းကောင်းကကဏ္ဍဒီအထောက်ကလေးနဲ့ထွက်ပြီးတာ ਨੇ သူ့အောက်မှာထွက်မဲ့ကဏ္ဍသည်52ငါးဖြည့်ချင်းကြောင့်52အတွဲပါတဲ့ပြန်ကြကဏ္ဍနော်52အတွဲပါတဲ့ပြန်ကြကဏ္ဍသူကစားတယ် ဟုတ်ပြီ။ဒါဆိုရင်ဒုတိယကတ်မှာဒီသုံးလုံး6ဒီလို6ကြောင်း81ရက်အတွဲပါတဲ့6ပရိရဲ့ဇောင်းဝကဏ္ဍဒီမှာထွက်ပြီးတာနဲ့သူ့အောက်မှာကြမဲ့ကဏ္ဍဒီ52ရက်အတွဲပြီးတာနဲ့6ဖြစ်ချင်းကြောင်း62ရက်အတွဲပါတဲ့ကဏ္ဍ62ရက်အတွဲပါတဲ့ကဏ္ဍပြန်ကြဖြစ်နေသူကစားတယ်။ဟုတ်ပြီ။ဒါဆိုရင်ဦးနဲ့တို့ဒီမှာဒီသုံးလုံးခွန်ပရိဒီသုံးလုံးခွန်81ရက်အတွဲပါတဲ့ခွန်ပရိရဲ့မြင်းကောင်ကဒီကဏ္ဍဒီဒီနေရာလေးမှာဒါဒီအထောက်ကလေးနဲ့ကြားခဲ့မယ်ဆိုရင်20ကြိမ်မှာ ပထမအကတ်မှာ9ဖြစ်ချင်းကြောင်း52အတွဲပါတယ်ခဏပြန်ကြတယ်ဒုတိယအကတ်မှာ6ဖြစ်ချင်းကြောင်း62အတွဲပါတယ်ခဏပြန်ကြတယ်ကဲအခုတတိယအကတ်မှာခွန်ဖြစ်ချင်းကြောင်း3 3ခွန်ဆိုတဲ့ခဏပတ်လေလေးတာအောင်ခဲ့ပြီဆိုရင်နောက်ပွဲမှာဦးနေမေဆွေကြီး82အတွဲပါတယ်ခဏဒီပြန်ကြဆိုရင်2 2ခွန်ဆိုတဲ့ခဏကလွဲလို့နောက်ထပ်ရွေးချယ်တွေကဘာဆိုဘာမှမရှိဘူးเนาะ2 2ခွန်ဆိုတဲ့ခဏလေးကိုဒါနောက်ပွဲမှာထူရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့အင်တာမှာချစ်စရာကောင်းတဲ့ဒါ၃ကတ်စီ နန်းနန်းလေးကစားတာဖြစ်တယ်ပေါ့နော်။ကောင်းပြီ။ဒါဆိုရင်အဲ့ဒီ site ထဲမှာနော်။ဒါမနစ်ကတည်းက2024မှာတည်းဥနဲ့ပြခဲ့ဘူးလားရှိတယ်။အဲ့တော့အဲ့ဒီနှစ်ထဲမှာကပြန်ကြကနန်းဒီ3ကထွက်တယ်။6 5တက်ကလည်းနော်6 5နှစ်ကလည်း9လေးနှစ်လို့ပြန်ကြထွက်တယ်လို့အဲနောက်တစ်ခုကဒီနန်းမှာနော်6 6ကလည်း6 6လို့ပြန်ကြထွက်တယ်။နောက်တစ်ခုကဒီ1 1တက်ကလည်း1 1တက်ဆိုပြန်ကြ3ကထွက်တယ်။ဒီမှာလည်းအဲ့ဒီလိုပဲ6 9နှစ်ကလည်းနော် 96လို့ပြန်ကြထွက်တယ်လို့431ကလည်း143လို့ပြန်ကြထွက်တယ်နော်နောက်တစ်ခုက630ကလည်း360ဆိုပြီးပြန်ကြ3ကထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ကဒီ2025ထဲမှာဒီ site ထဲအရာကပြန်ကြဒီ3ကထွက်ရမယ်ဆိုတော့သူက963ဆိုတဲ့ကဏ္ဍကတော့ပြန်ကြအဖြစ်နဲ့တစ်ချိန်ကစားခဲ့တယ်ကစားခဲ့တော့အခုကြံနေတဲ့9ချိန်မှာပြန်ကြအဖြစ်နဲ့နောက်ထပ်နှစ်ပွဲကစားမယ်ဆိုရင်ဒါဦးနိုင်တို့ကဒီ site ထဲကစနစ်ဒီအရာဆိုရင်လုံးဝအခြေအနေတစ်ထည့်ဖြစ်မဲ့ကစားခွက် ပါမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုအချိန်အားဖြင့်၅ချိန်ပဲကျန်တယ်အဲ့ဒီ၅ချိန်မှာခုဦးနိုင်ဖမ်းပြီးတာကွာတုံညာသုံးခုထွက်တာနဲ့နောက်ဘက်မှာပြန်ရတော့ဒီ၃ချိန်မှာလေတာပေါ့နောက်ထပ်ပြန်ကြခဏတစ်ခွက်ဒီလာရတော့မှာဖြစ်တဲ့အတွက်ကိုလုံးဝနော်ဒီ site ကနေပြီးတော့တစ်သေးဖြစ်ထူရမယ်ခဏလေးတွေထွက်ပေါ်လာမှာဖြစ်တယ်ပေါ့နော်ဒီကောင်၃ငါးစီးနေကအယူဆနှစ်မျိုးပြခဲ့တယ်ငွေကဏ္ဍဆိုင်နေလည်းပြခဲ့တယ်ဒီအချိန်မှာကြာမယ်စနစ်ကိုလည်းပြခဲ့တယ်အဲ့တော့ဒီ၃ညာ၃ခုဆိုတဲ့ကဏ္ဍကိုကြိုက်တဲ့မိတ်ဆွေတွေကတော့ အာပြီးတော့ထိုးလိုက်ပေါ့ဗျာနော်အဲ့တော့မကြိုက်တဲ့မိတ်ဆွေတွေကတော့ကိုကြိုက်တယ်လို့နေရာထိုင်လေးအစီအမံလို့ထိုးလိုက်ပေါ့ဗျာနော်ကဲကောင်းပြီအဲ့တော့ဒီ site ကြီးကတော့ဒါဒါ line ပေါ်မှာဒါကနဦးဒါဦးနိုင်ရဲ့ mobile site ဖြစ်တယ်ပေါ့နော်ဒါဦးနိုင်ရဲ့ကစားနေကြဟန်ပန်လေးကိုဒါဦးနိုင်ကကစားတာဖြစ်တယ်ပေါ့အဲ့တော့ဦးနိုင်တယောက်သေးလေပြည့်ပြည့်စုံစုံမမြင်နိုင်ဘူးဦးနိုင်ကမျက်လုံးနှလုံးပဲပါတယ်အဲ့တော့ဦးနိုင်ရဲ့ mobile site ဆိုပြီးတော်냐လေကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အတွေးနဲ့ ကစားနိုင်တယ်နောက်တစ်ခုဥနိုင်လိုမျိုးကလင်နာစီကြောကိုဝါသနာပါတဲ့မိတ်ဆွေတွေနော်ဒါဥနိုင်ရဲ့အခုကစားတဲ့ site ထဲကနေပြီးတော့ကိုယ့်ရဲ့ရှူတော်ကိုယ့်ရဲ့အမြင်နဲ့ကိုယ်ကြိုက်တဲ့ကဏ္ဍလေးကိုလည်းကစားနိုင်ပါတယ်နော်ဒါဥနိုင်ကအားလုံးကိုကလင်နာစီကြောတွေကိုလုံးဝမနှက်မျောပါဘူးမနှက်မျောလို့လည်းအိတ်သွန်ဖာမောက်အကုန်ကိုပြတာနော်ဥနိုင်ထိန်ချန်ထားတာဘာမှမဖြစ်ဘူးအဲ့တော့ဥနိုင်ရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေအတွက်ပြတဲ့အခုလိုအကွက်ဆန်းလေးတွေရတော့ဒါပတုတ္တ organization ဖြစ်နေကစားတဲ့အတွက်ကိုဒါအပြင်မှာရှိတဲ့မိတ်ဆွေတွေကိုဥနိုင်ကပြမပေးတာဖြစ်တယ်ပေါ့နော် ကွန်ပျူတာ၄ကစီးလေးကိုဦးနိုင်တိုင်းပင်တည်ပြမယ်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းခွန်ကိုဒီသုံးလုံးခွန်လို့ထည့်တယ်ထည့်ပြီးတော့မှဒီနှလုံး၄ဒီနှလုံး၄ဒီသုံးလုံး၄လို့ပြန်ထည့်တယ်အမတကတ်နော်ဒီကြားထဲမှာတနည်းနှစ်နည်းသုံးနည်းခြားတယ်သုံးလုံးပေါင်းခွန်ကိုသုံးလုံးပေါင်းခွန်လို့ထည့်တယ်နောက်ပေါင်းလေးနောက်ပေါင်းလေးဘွေပုံစံလေးလို့ထည့်တယ်ကြားထဲမှာသုံးနည်းခြားတယ်ဒီသုံးလုံးခွန်ကိုဒီသုံးလုံးခွန်လို့ထည့်တယ်နောက်ပေါင်းလေးနောက်ပေါင်းလေးဘွေပုံစံလေးလို့ထည့်ဟုတ်ပြီဒါဆိုရင်နဲ့လို့ဒီမှာ ကြားထဲမှာ၃နှစ်ချားတယ်ဒီ၃လုံးခွန်းကိုဒီ၃လုံးခွန်းလို့ကစားပြီးတော့နောက်ပေါင်းလေးနောက်ပေါင်းလေးဝီပုံစံလေးဆိုပြီးတော့လေးကဆိုင်သူကစားတယ်ပေါ့နော်ကစားတော့ဖြစ်စဉ်ကိုဒါလေးကစီအနေနဲ့ဒါစီကြောလိုင်းကိုတည့်လိုက်တာအဲ့တော့ဒီထဲမှာနောက်ထပ်ထည့်မယ်နော်တောက်တွေကတော့အများကြီးရှိတယ်တို့တော့ဦးနိုင်ရဲ့မေးဆွေတွေရှင်းရှင်းလင်းလင်းလေးလည်းမြင်ရအောင်နောက်ခု ီဘွဲမှာကစားမယ်ကစားခွက်ကလေးကိုပြချင်တဲ့အတွက်ကိုဒါက legacy ဒီလိုလေးပေါ့နော်ကြံတဲ့မလိုအပ်တဲ့ဓာတ်တွေကိုဥနိုင်ထည့်မပြတော့ဘူးအဲ့တော့ပထမအကတ်မှာဥနိုင်တို့ဒီမှာဖြစ်စဉ်ကိုအဲ့လိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီလိုခွန်းလို့ဖြစ်တာရဲ့တနည်းချာဒီဘက်နှစ်မှာနော်ဒီမှာသုံးပရိတ်လို့စတွေ့ဒီသုံးပြရှင်တွေအကုန်ပါပြီးသားသုံးပရိတ်လို့တွေ့ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်းတစ်လုံးပိုင်းပါတဲ့ကဏ္ဍသည်ခွန်းနှစ်လေးဆိုတဲ့ကဏ္ဍသည်ဒီလေးဒီလေးဒီလိုလေးလို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာခွန်းနှစ်လေးဆိုတဲ့ကဏ္ဍဒီမှာလာထွက်မယ်နော်ဒုတိယအကတ်မှာ ဒီလိုခွန်လို့ဖြစ်တာရဲ့တနည်းကျော်ကဒီဘက်ကသုံးပရိတ်ပြီးတော့နှစ်ပရိတ်ရဲ့တပွဲကျော်ကကနခွန်လဲပါမယ်နော်အဲ့ဒီနှစ်ပရိတ်ကနကဒီလေးဒီလေးဒီလိုလေးလို့ဖြစ်လို့ဒီဘက်နှစ်မှာအကွက်ရွှေဖြစ်နေဒီကနကဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကံမှာဒီသုံးလုံးခွန်လို့ဖြစ်လို့ဒီဘက်နှစ်တနည်းကျော်နော်သုံးပရိတ်နှစ်ပရိတ်ပြီးတော့တစ်ပရိတ်ရဲ့တပွဲကျော်ကခွန်တစ်လုံးပါတယ်ကနအဲ့ဒီကနဒီဒီလေးဒီလေးဒီလိုလေးလို့ဖြစ်ပြီးတာ ਨੇ ဒီဘက်နှစ်မှာအကွက်ရွှေဖြစ်နေ ကစားတယ်ပေါ့နော်။ကဲကောင်းပြီ။ဒါဆိုရင်ဦးနိုင်တို့ဒီမှာနော်။ဒီသုံးလုံးခွန်းလို့လည်းဖြစ်ပြီ။ဒီသုံးလုံးခွန်းလို့လည်းဖြစ်ပြီ။ဒီလေးဒီလေးဒီလေးလို့လည်းဖြစ်ပြီ။ဖြစ်တော့ဒီသုံးလုံးခွန်းရဲ့တပွဲကျော်ကပထမအကမှာ3ပရိဒုတိယအကမှာ2ပရိတတိယအကမှာ1ပရိကုသတုထအကမှာ3ညပရိတဲ့။3ညပရိကဒီတပွဲပဲရှိတယ်နော်။ဒါဒီမှာလည်းတပွဲရှိတယ်။သို့တော့တုံညာပရိခံပြီးရတဲ့ဒီခွန်ဖြစ်ချင်းနှစ်ချက်ကြောင့်တုံညာပရိရဲ့တပွဲကြောင့်မှခွန်တလုံးပိုင်ပါမယ်ခဏဒီတပွဲပဲရှိတယ်ဒီတုံညာပရိရဲ့တပွဲကြောင့်မှခွန်မပါဘူး နော်အဲ့တော့ဒီတုံညာခွန်သုံးဆိုတဲ့ကဏ္ဍဒီလေးပရိနောက်ပေါင်းလေးနောက်ပေါင်းလေးဝီပုံစံလေးလို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာဒီကဏ္ဍဒီငါးချိန်ပဲရှိတယ်မွေးကဏ္ဍအဖြစ်နဲ့ဒါဒါသူထွက်ရမှာနော်အဲ့တော့ဒီလေးကဆက်ထဲမှာကြတော့နောက်ထပ်သူထွက်ရမယ်ပွဲတွေလည်းရှိတယ်တို့တော့အဲ့ဒီဟာလေးကိုတော့တော့နေငါမပြခဲ့တော့ဘူးဒီပွဲမှာဒီကနန်းလေးကိုတခြား site တွေနဲ့လည်းထိုးရမှာဖြစ်တဲ့အတွက်ကိုဒါလေးပါဘူးတော့နေငါထည့်ပြပေးခဲ့တာ နော်ကစားခွက်ကလေးကိုဒါဆန်းဆန်းပြပြလေးကစားပြမှာဖြစ်ပါတယ်နော်ဒါဒီ site ကလေးကမမမွေးကြီးလို့တော့မှတင်စားပြီးတော့ဥနိုင်ရေးပြီးတော့မမအောက်ထဲမှာပြောထားခဲ့ပါတယ်နော်အဲ့တော့ဥနိုင်လည်းသူလေးတာကြည့်အောင်ပေါ့နော်ဒီကွာပေါင်း၄နဲ့ဒီနှလုံးခွန်နဲ့တစ်လို့ဖြစ်တယ်ဒီမှာလဲကွာ၂နဲ့ကိုနဲ့တစ်လို့ဖြစ်တယ်ဒီမှာလဲကွာ၃ညာနဲ့ဒီတစ်နဲ့တစ်လို့ဖြစ်တယ်ဒီမှာလဲကွာ၈နဲ့ဒီ၃နဲ့တစ်လို့ဖြစ်တယ်ဒါတွေကအကုန်လုံးကစီကြောတိုင်ပင် လုံးဝအတူတူပဲနော်ရီမပြတော့ဘူးကိုကလေးနဲ့ကိုကလင်ရထဲမှာချရေးပြီးတော့စိတ်ဝင်စားရင်ရီကြည့်လိုက်နော်အဲ့ဒီလိုတစ်လို့ဖြစ်ပြီးတော့မှာနော်ဂျားထဲမှာဒါအနိုင်ကစားခွက်တဲ့ဟာလေးတွေကိုစီနီယာပရိတ်လေးတွေပေါ့ကိုပရိတ်ရှစ်ပရိတ်ခွန်ပရိတ်၆ပရိတ်ကိုရှစ်ခွန်လောက်ပြီးတော့ပြောပါလာလဲ၃လုံး၄၃လုံး၅၃လုံး၆၃လုံးခွန်၄၅၆ခွန်စီနီယာတွေပြန်ထည့်တယ်ထည့်ပြီးတော့မှာပထမတည်ခဲ့တဲ့၄လုံးတစ်ကိုဒီနှလုံး၆ဒီနှလုံး၆ ီနှလုံး6ဒီနှလုံး6လို့ထည့်အဲ့ဒီလိုတွေထည့်ပြီးတော့မှနှလုံး6ရဲ့နှစ်ပွဲကျော်မှာဒီ3လုံးခွန်ဒီ3လုံး3လို့ထည့်ထည့်ပြီးတော့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ဒီကစားတယ်ဒီနှလုံး6ရဲ့နှစ်ပွဲကျော်မှာလည်းဒီ3လုံးခွန်ဒီ3လို့ကစားတော့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားတယ်တတိယကမှာလည်းနှလုံး6ရဲ့နှစ်ပွဲကျော်မှာဒီ3လုံးခွန်ဒီလို3လို့ကစားပြီးတော့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီနှလုံး6ရဲ့နှစ်ပွဲကျော်မှာ ဒီသုံးလုံးခွန်ဒီလိုသုံးလို့ဖြစ်တာရဲ့ဒီကဏ္ဍဒီပြန်ကြအဖြစ်နဲ့ကစားကြတယ်ဆိုတော့ဒါအကွက်ရှိကစားတဲ့စနစ်ပြီးသွားပြီပြီးတော့အဲ့ဒီကနေပြီးတော့မှသူ့ရဲ့အောက်ကိုဆင်းလာခဲ့လိုက်သုံးလုံးပေါင်း၅ဒီသုံးရဲ့နက်ခတ်ပေါ့သုံးလုံးပေါင်း၅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 ဆိုပြီးတော့လုံးဝကလင်နာအစားအနေအဆုံးထိအောင်ကိုအဲ့ဒီလိုလှလှပပတိုင်မင်ကိုသူတည်ထားတယ်တည်ထားတော့ကောင်းပြီဒီကနေပြီးတော့ဦးနိုင်ကကဏ္ဍတစ်ခွက်ကိုနော်ဒါဦးနိုင် ဆန်းဆန်းပြားပြားဆိုတဲ့ခေါင်းစဉ်လေးပြထားတယ်လို့ပဲဆန်းဆန်းပြားပြားလေးကိုဦးနဲ့ကစားပြအဲ့တော့အဲ့ဒီလူကြီးဖြစ်ပြီးတာနဲ့ပထမဦးဆုံးအကက်မှာဒီနှလုံး၄နဲ့ခွန်နဲ့ပြစ်လို့ဖြစ်တဲ့အချိန်ဒီနှစ်ထဲမှာဒီနှစ်ထဲမှာဘာဖြစ်ခဲ့ရမလဲဆိုတော့ဂွားနှင်းဂွားခွန်ဂွားငါဂွားပေါင်း၃ခုရဲ့အဖြစ်ဒီဂွားနှင်းဂွားခွန်ဂွားငါဒီနှစ်ခွန်ငါဆိုတော့၄ လေးလို့ရတယ်နော်လေးလို့ရပြီတဲ့ဒီလိုခွန်းလို့ဖြစ်ခဲ့တဲ့အတွက်ဒီသုံးလုံးဒီခွန်းလို့သူကပြန်ချုပ်မှာနော်ဂွားသုံးဂွားပေါင်းသုံးခုဒီလေးဒီသုံးလုံးပေါင်းကခွန်းလို့ချုပ်ပြီးတော့မှဒီ၅သုံးခွန်းဆိုတဲ့ကဏ္ဍပြီးသူ့ရဲ့နောက်တဲ့နှစ်မှာနော်ဒီဖြစ်စဉ်ကစားပြီးတော့မှ၅သုံးခွန်းဆိုတဲ့ကဏ္ဍပြီးသူ့ရဲ့ဒီနောက်တဲ့နှစ်မှာ၅သုံးခွန်းလို့သူကတဲထွက်တာအကွက်ရွှေဖြစ်နေဒီ၅သုံးခွန်းက၅သုံးခွန်းလို့တဲထွက်တာသူထွက်တော့မဲ့အချိန်မှာခုနကတုန်းကဒီသုံးလုံးခွန်းကဒီလိုခွန်းလို့ထောက်ခဲ့တဲ့အတွက် ီသုံးလုံးပေါင်းခွန်းလို့ထောက်ပြီးတော့မှသူ့ရဲ့တပွဲကျော်မှာတက်ထွက်တာဒါပထမတကက်ဒုတိယကမှလည်းအဲ့လိုပဲဂွားပေါင်းနှစ်နဲ့ကိုးနဲ့တစ်လို့ဖြစ်လို့ဒီနေ့ထဲမှာဂွားနှစ်ဂွားသုံးညာဂွားနှစ်နှစ်သုံးညာနှစ်လို့ပေါင်းရင်လည်းလေးလို့ဖြစ်တယ်ဖြစ်ပြီလားနဲ့ဒီသုံးလုံးပေါင်းခွန်းကြောင့်ဒီသုံးလုံးခွန်းလို့ဖြစ်လိုက်တဲ့အတွက်ကိုးသုံးသုံးဆိုတဲ့ကညာဒီသူ့ရဲ့နောက်တစ်နှစ်မှာတက်ထွက်တယ်တက်ထွက်တော့မဲ့အချိန်မှာလည်းဒီခွန်းကဒီခွန်းကြောင့်ဒီသုံးလုံးခွန်းလို့ဖြစ်ပြီးတော့သူ့ရဲ့တပွဲကျော်မှာကိုးသုံးသုံးကတက်ထွက်တယ်ဒါဒုတိယကကောင်းပြီဒါဆိုရင်တတိယကမှာ ဝါတုံညာနဲ့ဂွားတင်နဲ့တစ်လို့ဖြစ်ခဲ့လို့ဒီနေ့ထဲမှာဂွားတုံညာဂွားငါဂွားကိုတုံညာငါကိုပေါင်းခြင်းဒီလေးလို့ဖြစ်တယ်။အဲ့လိုဖြစ်တာနဲ့ဒီသုံးလုံးပေါင်းခွန်ကြောင့်ဒီသုံးလုံးခွန်လို့ထောက်ခဲ့တဲ့အတွက်သုံးနှစ်ခွန်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်မှာတဲထွက်တယ်။သူထွက်တော့မဲ့အချိန်မှာလည်းဒီသုံးလုံးပေါင်းခွန်လို့ဖြစ်တာရဲ့တပွဲကျော်မှာပဲ။ဒီထွက်တယ်ပေါ့နော်။ကဲကောင်းပြီ။ဒါဆိုရင်ဒါလေးကမ်းမြောက်အနေနဲ့ဦးနိုင်တို့ဝါပေါင်း၈နဲ့ဒီနှလုံး၃နဲ့တစ်လို့ဖြစ်လို့ဒီနှစ်ထဲမှာ လုံးဝရှာရှာပါပါခဏတစ်ခွက်ဒီဝါပေါင်းခွန်းဝါပေါင်း၅ဝါပေါင်း၂ဝါခွန်ကွာငါကွာနှစ်ဒီလေးလို့ဖြစ်လိုက်တယ်ဖြစ်ပြီးသားနဲ့ဒီသုံးလုံးခွန်ကြောင့်ဒီမှာလဲသုံးလုံးခွန်းလို့ချုပ်လိုက်တဲ့အတွက်ဒီမှာရှိတဲ့၃ည၃ခွန်းဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းခွန်းလို့ထောက်ထားတဲ့အတွက်ဒီနေရာလေးမှာ၃ည၃ခွန်းဆိုတဲ့ကဏ္ဍဒဲကိုဒါပို့ထိုးပြီးတော့နော်ဒဲကိုပို့ထိုးပြီးတော့ကြံအာကိုတော့နည်းနည်းလေးရန်လိုက်ပေါ့ဗျာလုံးဝ သုံးကက်စီ အကွက်ရွှေကစားကတဲ့စနစ်ဒီအပြင်အခုလို၄ကက်စီနော်၄ကက်စီကိုမှအကွက်ရွှေစနစ်နဲ့ကိုဆန်းဆန်းပြားပြားထောက်ချက်ကလေးနဲ့ကစားသွားတဲ့ဖြစ်စဉ်လေးကိုဒါဥနဲ့ကဆရာသားမချမ်းမဲနဲ့အိတ်တုံဖာမောက်ပြပေးရတယ်ဖြစ်တယ်နော်ဖြစ်စဉ်လေးကိုအားလုံးကိုတီလိုက်တယ်ပထမအကတ်မှာဂွာပေါင်း၃ခုဒီ၄ဒီ၃လုံးခွန်းလို့ထောက်ပြရတယ်၅လုံးခွန်းဒီဒဲကြတယ်လူကြတော့မဲ့အချိန်မှာ၃လုံးခွန်းလို့ထောက်ပြီးကြတယ်ဒုတိယကမ္မလည်းဖြစ်စဉ်တွေအားလုံးကိုတည့်လိုက်တယ် ဝါကောင်း၃ခုရဲ့အဖြစ်ဒီ၄ဒီ၃လုံးခွန်းလို့ထောက်လို့ဒီကနေ့ဒီဒီမှာတဲကြတယ်၃လုံးပေါင်းခွန်ထောက်ပြီးမှပဲကြတယ်တတိယအကမှာလည်းဖြစ်စဉ်ကလေးတွေကိုတဲလိုက်တယ်ဝါကောင်း၃ခုရဲ့ရက်လက်ဒီ၄ဒီ၃လုံးခွန်းလို့ထောက်တာနဲ့ဒီကနေ့ဒီဒဲပဲကြတယ်ဒီ၃လုံးခွန်းလို့ထောက်ပြီးမှကြတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်ကလေးတွေရာလဲအကုန်လုံးကသူ့အရင်းနဲ့သူကစားမိပြီဂွားခွန်းဂွားငါးဂွားနှစ်ပေါင်းခြင်းဒီ၄ဒီ၃လုံးပေါင်းကလည်းခွန်းလို့ထောက်တဲ့အတွက်ဒီနေရာမှာထွက်မဲ့ငန်းဒီ တုံညာသုံးခွန်းဆိုတဲ့ကနေဒီသုံးလုံးခွန်းလို့ဖြစ်တဲ့အတွက်ဒီနေရာမှာဒဲထွက်ရှင်တာအဲ့ဒီမှာကသူကထပ်ပြီးတော့ဟောပေါ့အတန်လိုင်းလေးနဲ့ခေါ်ပြီးပြောမယ်ဆိုရင်နော်ဒီနေရာမှာကစားခဲ့တဲ့ဒီလိုခွန်းဒီလိုသုံးလို့ဖြစ်ခဲ့တဲ့အတွက်ဒီသုံးလုံးခွန်းဒီဒီလိုခွန်းလို့ထောက်ပြီးတာ ਨੇ ဒီသုံးလုံးသုံးကလည်းသုံးတစ်လုံးပိုင်းပါတယ်ကနေလည်းဖြစ်ရမယ်ဒုတိယကံမှာလည်းဒီသုံးလုံးခွန်ကဒီလိုခွန်လို့ထောက်ခဲ့တဲ့အတွက်ဒီသုံးလုံးသုံးကြောင်လည်းသုံးတလုံးပိုင်းပါတယ်ခဏဖြစ်ရ တတိယကမှာလည်းဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ဖြစ်ပြီးတော့ဒီသုံးလုံးသုံးကလည်းသုံးတလုံးပိုင်းပါတယ်ခဏဒီဒဲထွက်တယ်။ခုစရုပ်ထကမှာလည်းဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ထည့်ပြရတယ်ဒီသုံးလုံးသုံးကြောင့်ဒီနေရာမှာသုံးတလုံးပိုင်းပါတယ်အတွက်ကိုဒီကဏန်းလေးကိုဒီနေရာလေးမှာဒါဦးနိုင်ကနော်နှစ်ကက်စီးနဲ့ပါပြမယ်ဆိုရင်လုံးဝနှစ်ကက်တရောသုံးကက်တရောဒီကက်တရောကိုစက်ပဲရှယ်ထိုးရမယ်ကဏန်းဖြစ်တယ်တိုးတော့ ၃ည၃ခုဆိုတဲ့ကဏန်းလေးကိုတော့ဒါဦးနိုင်ကဒဲအဖြစ်နဲ့တည်ပြီးလိုက်တယ်ကြိုက်တဲ့မိတ်ဆွေတွေကတော့ကြံ၅ခွဲအာဘူးတော့ပါပါလေးထိုးလိုက်ပေါ့နော်အဲဒီဘက်မှာဦးနိုင်ကပါဩကနန်း၂ခွဲထုတ်ပါတယ်ပါဩကနန်း၂ခွဲထည့်ရနောက်တစ်ခွဲဒီဘူပရိကဏန်းဖြစ်တယ်အဲ့တော့အဲ့ဘူပရိနဲ့ပတ်သက်လို့၃ည၃ခုတော့မှဒီလောက်ကောင်းနေတာဘာကြောင့်ပါဩတယ်လဲပါဩခွဲထည့်ကိုမထည့်တာလဲလို့မေးရင်နောက်ထပ်ဦးနိုင်ထုတ်ထားတဲ့ပါဩကနန်းဒီ အခုဦးနိုင်ရေးပြထားတဲ့ကဏ္ဍနဲ့ပဲထွက်ထွက်ဘယ်ကဏ္ဍထွက်ထွက်ပေါက်တဲ့ဆိုရင်ဒါအတူတူပျော်ရတာပေါ့ဗျာနော်ဒါဦးနိုင်လည်းရောရတာမဟုတ်ပေါက်တဲ့ကြကိုလည်းရောရတာမဟုတ်ဘူးအဲ့ဒါတော့အကုန်ပြပြီလားနော်အဲ့တော့ပေါက်တဲ့ဆိုရင်ဒါဦးနိုင်ကပျော်ရတယ်ဒါဦးနိုင်လည်းဥစုရတယ်နော်ပြီးခဲ့တဲ့ပွဲမှာဒါ696ဦးနိုင်က669ဆိုတဲ့ကဏ္ဍနဲ့ကုတရားလေးပေါ့နော်ဒီဟိုခွန်ရှိကိုဆိုတဲ့ကဏ္ဍနဲ့3 3ညခွန်ကဏ္ဍမွေးကဏ္ဍပြထားတယ်ကိုခွန်ရှိထွက်တယ်ပေါက်တဲ့သူရှိတယ်ဒါဝင်းသားတယ်ဒီ669ဆိုတဲ့ကဏ္ဍဒီမွေးကဏ္ဍပြထားတယ် ်နော်အပေါက်တဲ့သူရှိတယ်ဝင်တာတယ်ဒီနေရာမှာဒါ466ဆိုတဲ့ကဏ္ဍလေးပြခဲ့တယ်ပတ်လက်ထူလို့ပေါက်တဲ့သူရှိတယ်ဒါဝင်တာတယ်နော်အဲ့ဒီလိုပဲသူ့ရဲ့အပေါ်မှာဒါဥနိုင်တို့ဒါ3နှစ်လေးနော်3နှစ်လေးဒါဥနိုင်ရဲ့စနစ်အောင်းနေ865မွေးကနန်းအောင်းနေနော်နောက်တစ်ခုဒီ2နှစ်ခွန်ဒါဥနိုင်တို့မွေးကနန်းအောင်းနေနော်နောက်900 300နော်ဒီကနန်းကြီးကဒါစနစ်ကြီးအောင်းခဲ့တော့ညာလေဒါဥနိုင်ရဲ့မမ္မာဖွဲ့ဝင်မိတ်ဆွေတွေဘုရောဥနိုင်ကဘယ်အချိန်မှာဘယ်လိုထွက်မယ်ဆိုတော့ ဓာတ်တွေနဲ့ပြခဲ့တော့ညာလေဥနိုင်ရဲ့ဓာတ်တွေကလွဲချော်ခဲ့တဲ့အတွက်မန်ဘာဝင်အဖွဲ့တွေကတော့300နဲ့680ဆိုတဲ့ကဏ္ဍနှစ်ကွက်ကိုပဲဒါမိမိရရဖမ်းပေးနိုင်ခဲ့တယ်ကြံတဲ့ကဏ္ဍတွေကမွေးလို့ပေါက်တာတွေပဲအဲ့တော့မွေးလို့ပဲပေါက်ပေါက်နော်ဒါဘာပဲဖြစ်ဖြစ်အဓိကပေါက်တယ်ဆိုရင်ဒါဥနိုင်ဝန္တာပီတီဖြစ်ရပါတယ်နော်နော်မင်္ဂလာပါဥနိုင်ဟုတ်ကဲ့မင်္ဂလာပါနော်ဒါအဲ့တော့ဒီဘက်မှာပြန်ကြပါတော့ဥနိုင်ကိုပြန်ကြရှင်းပြပေးပါဆိုတဲ့မိတ်ဆွေတွေနော်ဒီဘက်မှာတော့ဥနိုင်ပြန်ကြကနေမကစားတော့ဘူး မကစားလို့ဆိုတာပြန်ကြကဏ္ဍနေတော့ရှိတယ်အခု၃ည၃ခုဆိုတဲ့ကဏ္ဍလေးထွက်ရင်ကတော့နောက်ပွဲမှာပြန်ကြတဲ့အတူဒါဥနိုင်ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းလေးဒါပြောကြရင်းနဲ့ဒါဥနိုင်ရဲ့ like လေးကိုဒါခဏနေအဆုံးသတ်လိုက်တော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်ကြကြိုက်တဲ့မိတ်ဆွေတွေဒီပွဲမှာပြန်ကြကောင်းပါတယ်နောက်ကြံတဲ့၅ချိန်မှာပြန်ကြဒီ၃ငါထွက်မယ်ဆိုတဲ့စနစ်ရှိတဲ့အတွက်ကိုပြန်ကြကောင်းပါတယ်သို့တော်ဥနိုင်ကကြတော့နော်ဒါဥနိုင်ရဲ့တွေ့ရှိထားတဲ့စနစ်ကလေးတွေစီလိုက်ကြီးတွေထဲရနေပြီးတော့ပြန်ကြဒီဘေကနန်းလေးပြီးတော့မှ ြန်ကြကစားရင်ကောင်းမယ်ဆိုတဲ့အတူလေးဝင်ရတဲ့အတွက်ဒီ၃ည၃ခုဆိုတဲ့ကဏ္ဍလေးကြမှသာလျင်နောက်ဘက်မှာပြန်ကြကဏ္ဍကစားမှဖြစ်တဲ့အတွက်ကိုဒါပြန်ကြနဲ့အတူနောက်ဘက်မှာပြန်ဆောင်ကြမယ်ပေါ့ဗျာနော်အဲ့တော့ဥနိုင်ကိုအမြဲတမ်းအားပေးနေတယ်ဥနိုင်ရဲ့မိတ်ဆွေတွေရောဥနိုင်မှန်ပါဖုန်းဝင်မိတ်ဆွေတွေရောနော်အားလုံးပဲတက်ရှိချမ်းပါချမ်းသာကြပါစီ2020နှစ်5ခုနှစ်ကျန်းအချိန်ညများမှာလေဥနိုင်နဲ့အတူတူကံတူလို့အကျိုးပေးပါစေလို့ဆုတောင်းရင်းနေဒါဥနိုင်ရဲ့ အကျင့်၂၀မြောက်တတိယ లై ကလေးကိုဒါဒီမှာပဲအဆုံးသတ်လိုက်တော့မယ်ပေါ့နော်